င်္ဂလာမနက်ခင်းပါခင်ဗျာလူလူမြမာရဲ့မနက်ခင်းပိုင်းသတင်းစီစဉ်နေတဲ့ထိုင်းနိုင်ငံကိုကြော်လာတဲ့ရုပ်ကုတ်ကိုကြားဖြတ်မျိုးသစ်ကနိုင်ငံသား39ကိုထိုင်းနိုင်ငံသောက်တက်ကဖမ်းဆီးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကျွန်တော်ကိုစောပါကရင်ပြည်နယ်မြောက်ပြည်နယ်ရုပ်ကုတ်ကိုကြားဖြတ်မျိုးသစ်ကနေထွက်ပြေးလာခဲ့တဲ့နိုင်ငံသား39ဟာထိုင်းနိုင်ငံမဲဆောက်မြို့အနီးကိုခိုးဝင်လာစဉ်ထိုင်းနိုင်ငံသောက်တက်ကမနေ့နိုဝင်ဘာ19ရက်နေ့လယ်ပိုင်းအချိန်မှာဖမ်းဆီးရမိခဲ့ပါတယ် ထိုင်းမြန်မာနယ်စပ်ရှုခုကိုကြားဖြတ်မျိုးသစ်ကတရားဝင်နေကြော်လာသူနိုင်ငံခြားသား39ကိုမဲဆောက်မြို့နယ်အတွင်းမှာဗိုလ်လူနေဖြစ်တဲ့မနေ့နေ့လယ်ပိုင်းမှာဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းဘက်အာဏာပိုင်တွေကထိုင်းနိုင်ငံသတင်းမီဒီယာကနေတဆင့်ပြောဆိုပါတယ်ဖမ်းဆီးခံရတဲ့နိုင်ငံခြားသားတွေဟာပါကစ္စတန်၊အိန္ဒိယ၊ကင်ညာနဲ့ဗီယက်နမ်ဘာဝင်နိုင်ငံ၁၂ခုကဖြစ်ပြီးတော့နယ်စပ်ကိုဆက်လီတွေနဲ့ဖြတ်ကျော်ဝင်ရောက်ခဲ့တာလို့ထိုင်းစစ်တပ်သတင်းရင်းမြစ်တွေကဆိုပါတယ် လက်တလော့ချင်းတွေကြောင့်ထိုင်းမြန်မာနယ်စပ်တခြားလုံခြုံရေးတိကျက်ထားပြီးထိုင်းပြည်သူလုံခြုံရေးကိုမထိခိုက်အောင်အမြန်စစ်စစ်စောင့်ကြည့်နေတယ်လို့ထိုင်းအနာဘက်ကသိပေးထားပါတယ်။တစ်ဆက်တည်းမှာပဲ BGN နဲ့စစ်ကောင်စီတပ်တွေရွှေဘုတ်ကိုကြားဖြတ်မျိုးတိတဲကအွန်လိုင်းငွေလေလုပ်ငန်းတွေရှိရာကိုပြီးခဲ့တဲ့နိုဝင်ဘာ17ရက်မနက်စံတိုင်းဝင်းကျင်မှာဝေရောက်စီးနှင်းခဲ့ပြီးတော့တရုတ်နိုင်ငံသား346ဦးကိုဖမ်းဆီးခဲ့တာပါ။ အဲ့ဒီဖက်စီမှုတွေလောက်ဆောင်ရမှာမြို့သိတွေပိတ်မိသူတွေရှိခဲ့သလိုဂျပန်ငွေတွေလုပ်ငန်းပိုင်ရှင်တရုတ်နိုင်ငံသားတွေဟာဗီဂျက်ကူညီနဲ့ထွက်ပြေးလျောက်ခဲ့ပါတယ်။ဒါပေမဲ့မြန်မာပါဝင်နိုင်ငံ၁၂ခုကနိုင်ငံသားတွေကတော့မြောက်ရီမြို့ဒီနေရာနဲ့ထိုင်းနဇက်ကိုဖျက်ချော်ဖို့စ조사ရကနေအခုလိုဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့နဇက်သတင်းရင်းမြစ်တွေကပြောပါတယ်။ဒါပြင်မြောက်ရီမြို့တဲ့မေတော်တလေးချေရွာက KK ဘက်ဂျပန်ငွေတွေလုပ်ငန်းအဆောက်အုံနေရာတွေကိုစစ်ကောင်စီတပ်နဲ့ BGF ဘက်ကနိုဘတရနေ့ကစလို့နေစဉ်ဖြိုချဖျက်ဆီးမှုတွေပြုလုပ်ခဲ့တဲ့အတွက် နေဆက်မှမီတာ900ကွာပြီးမှရှိတဲ့ time check ကနေစက်လုံးမိုင်းစားတွေထိမှန်တာကြောင့်ဒီကမှုတွေရှိပေမဲ့ဒဏ်ရာသူမရှိဘူးလို့အနေကဖြစ်တဲ့ဗိုလ်ဒုနေပါပဲထိုင်းအာဏာပိုင်ကသတင်းထုတ်ပြန်ထားပါတယ်။